အားလုံးမင်္ဂလာပါရှင်ဒီတစ်ခေါက်ကျွန်မတင်ဆက်ပေးချင်တာကတော့ဆရာမောင်သိက္ခာရေးသားတဲ့ယေရှုလို့ဖွက်ကြရတဲ့အခြားဝတ္ထုတူများတွေကကွန်တချက်ဟင့်တခွက်ဆိုတဲ့ဝတ္ထုတူကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင် လိုက်ပါခန်းစားနားဆင်ပေးကြပါဦးရှင်ကွန်တချက်ဟင့်တခွက်ကျွတ်နေကွန်ကောင်းကောင်းပြစ်တတ်သည်အဖိုးဖြစ်သူအဘညာကကျွတ်နေငယ်စဉ်ကလေးကကွန်ပြစ်ကိုတင်ပေးခဲ့ခြင်းဖြစ်သည်အဘညာကွန်ပြစ်တင်ရင်းပြောခဲ့ဖူးသည် ဟေးကျွန်းနီငါဖတ်တဲ့ပစ္စည်းတွေထဲမှာကိုဟာအကောင်းဆုံးပဲကွာငါပြတဲ့ကအစတိုင်းထောင်ဘူးမျောတန်းချအားလုံးဟာငါကလာဟတ်မှရတယ်ပိုက်အမျိုးမျိုးဖြစ်တဲ့ငါတလောက်ပိုက်ငချင်းပိုက်ဝဲရန်ပိုက်မျောပိုက်ဆိုတာကလည်းငါတို့မှရတယ်မျုံတို့တုတ်တို့ဆိုတာကလည်းငါတွေပစွန်တွေမျုံတွေတုတ်တွေဝင်းမှရတယ်အေးကိုငါတော့ကွန်ပြက်လိုက်ရင်ကွန်ပြက်ရတော့ဝိုက်ရေထဲမှာရှိတဲ့ငါကတော့ မိတော့တာပဲကွာဒါကြောင့်ကွန်တစ်ချက်ဟင်းတစ်ခွဲလို့တော့အဆိုးရှိတယ်ဒီတော့မင်းကွန်ကိုတော့ကောင်းကောင်းပြစ်တတ်အောင်ငါတင်ပေးမယ်ထို့ကြောင့်ကျွန်နေငယ်စဉ်ကလေးကကွန်ပြစ်တင်ခဲ့ရသည်ပထမကွန်သေးသေးကလေးဖြစ်သောဆော့ငါးတောင်ခန့်ရှိကလားကွန်မှအစာပြည့်၍တင်ခဲ့ရသည်ကလားကွန်ဆိုဒီမှာကမ်းပါတလျှောက်ကလားလူမျိုးများပြည့်လေရှိသောကွန်အသေးစားဖြစ်သည်ငါသေးငါဖွဲများနဲ့ပစုံကလေးများမိတတ်သည် ထုံမတစင်လေးဝမပြည့်ရသော9တောင်မှ10တောင်ရှိကိုလှက်နှင့်10တောင်မှ14တောင်အထိရှိသောကွန်ကြီးအထက်ပြတ်တက်အောင်တင်ပေးသည်ကွန်ကြီးများမှာကွန်ရှင်မြုပ်ရန်ကွန်အောင်အိတ်နှခန်းတွင်တတ်ထားရသောခဲသီးများတည်ပင်လင်သုံးပိတ်သာခန့်အလေးချိန်ရှိသဖြင့်ကြွက်နေလိုလူငယ်တစ်ယောက်ကနေ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 နဲ့မပြတ်နိုင်သို့သောကွန်သိန်းနှင့်ကွန်လက်ကူမူကောင်းကောင်းပြနေသည်ခဲသီးများကိုကွန်အောက်ချီ ိုက်အိတ်နှခမ်းဆက်တွင်ရှိသောပိုက်ကွင်း၉ကွင်းသို့မဟုတ်၁၀ကွင်းလောက်တွင်ပိုက်သားကိုခဲဖြင့်ညက်တွေထားရခြင်းဖြစ်သည်။သူတို့အခေါ်ကုံမှတ်သည်သို့မဟုတ်ခဲကြိုက်သည်ကိုမှတ်တတိုင်းမြည်သည်စသည်ဖြင့်ခေါ်ကြ၏။ကုံစိတ်ကုံကျဲလည်းရှိသည်ကုံအရှိတထောင်တွင်ပိုက်ကွက်၆ကွက်မြထိုးထားလျင်ပိုက်ကျဲတငါအခေါ်တထောင်၆မှပိုက်ဟုပြောလိုက်သည်နှင့်ကုံကျဲမှန်းသည်သည်။ ကွန်စိတ်မှမူတထောင်တွင်၁၀ခွက်မှ၁၆ခွက်အထိစိတ်စိတ်ကလေးဝင်အောင်ထိုးထားသည်သူတို့အခေါ်၅မှပိုင်းဆိုသည်နှင့်ကွန်စိတ်မှန်တည်ပြီးသားဖြစ်သည်ကွန်ပြစ်ဤကို ပထမကုန်းပေါ်တွင်လေ့ကျင့်သည်ကွန်ပြစ်လိုက်သောအခါကွန်မဝိုင်းဆက်စွာကြပြီးအနာပတ်လေရှိခဲသည်များတစ်ခုနှင့်တစ်ခုထပ်မနေအောင်ပြစ်နိုင်မှကွန်ပြစ်ကောင်းသည်ဟုခေါ်သည်ထိုကဲ့သို့ရေထဲသို့ရွှန်းခနဲမြည်သွားပြီးပြစ်လိုက်သည်နှင့်ကွန်မဝိုင်း၍ပြန့်ပြန့်ကားကားပြစ်နိုင်သည်ဖူကွဲဟုခေါ်သည် ဖူးဆိုဒီမှာကွန်ထိတ်မှအပေါ်ကျိုးနေရဖြစ်၏ကွန်မပစ်တဲ့၍ရှေလျားလျားကြီးရေပေါ်သို့ကျတော့ပါကဖူးမကွဲသည်ဖြင့်သုံးပုံကွဲပစ်သည်ဟုဆိုကြ၏ကွန်ပစ်နီးကလိုသေးသည်ကွန်ဤသုံးပုံတစ်ပုံကိုပြင့်မြင့်လက်တွင်ငဖယ်သည်ကန်ရ၏ငဖယ်သည်များတီထားတဲ့ကဲ့သို့ကန်ထားခြင်းဖြစ်၏ထို့သို့ကန်ခြင်းကိုလက်ဝေးဟုခေါ်သည် ွန်တဘုံကိုတတောင်စစ်တွင်ချိတ်၍ကျန်တဘုံကိုလက်ညှိုးနှင့်ကင်ကာစွန်ဝဲသလိုလွဲ၍ပြည့်ရခြင်းဖြစ်သည်ထို့ကြောင့်ကွန်ပြစ်နီးကိုရှေးတငါသေးကြီးများကကွန်ခဲကိုလွဲပါれစွန်ဝဲသလိုတတောင်မှာချိတ်ပါလို့ဟူ၍ကွန်ပြစ်ပုံပြင်းဤကိုဆက်ဆူထားခြင်းဖြစ်သည်ယခုကျွတ်နေကွန်ပြစ်တွားရမည်မှာကွန်ရိုးရိုးပြင်မည်မဟုတ်ငဖယ်အောင်ကွန်ပြစ်ဖမ်းရန်တွားမည်ဖြစ်၍ကွန်လက်ကိုဆွဲကိုင်းကလေလော၍ထွက်ခဲ့ခြင်းဖြစ်သည် ချက်နီငဖယ်အောင်းကိုကွန်ပစ်ဖမ်းမိနေရမှာသူတို့နေထိုင်ရာစလွန်ဖက်တန်းရွာမှာအတော်ကလေးအလှန်ဝေးသောကြားကျွန်းရွာအဆက်ဂိုင်းတော်နေရာဖြစ်၏မနေ့ကလေးကချက်နီကငဖယ်အောင်းဖမ်းမိနေရာတွင်အသည့်ပြင်ထားပြီးဖြစ်၏ငဖယ်အောင်းဖမ်းမိနေရာတွင်ဂိုင်းပင်ကလေးများဟိုတပင်တီတပင်ကျွတ်တူကျဲတဲပေါက်နေသည်ဂိုင်းပင်ငါးထောင်ကြောကြောခန့်ရှိမိဖြစ်တော်လေရည်တက်နေခြင်းဖြစ်သည်ဖြစ် ဂိုင်းပင်အဖျားမှာရေပေါ်တွင်တထွာသာသာခတ်မြတာပုံနေသည်ကျွဲ့နေသည်ဂိုင်းပင်ခက်ကြီးကြီးတန်တက်မမအပင်တပင်ကိုရွေးချယ်လိုက်ပြီးလေပေါ်မှခုန်ဆင်းလိုက်သည်ကျွဲ့နေဤလက်ထဲတွင်ဖွဲနှုနှင့်ရွှွန်စေးစေးကိုတမအောင်ရုံးနေထားသည်ကိုဂိုင်းထားသည်ဂိုင်းပင်အနှောင်းမှကပ်၍ကျွဲ့နေရေအောက်သို့ငုံကဂိုင်းပင်အရှင်မြေပြင်ပေါ်မှနတ်တောင်ထွာခန့်ကဆ၍ဂိုင်းပင်ယူတလျှောက်ကိုဖွဲနှုရောထားသောရွှွန်လုံးကြီးများကိုထူထူကြီးမှန်လိုက်သည် ရွှေစည်းများမှာစင်းထန်နေသဖြင့်ရေထဲတွင်တော်တော်နှင့်ပြိုမသွားနိုင်ထို့ကြောင့်မနေ့စောစောကမန်ထားသည့်ရွှေအတွင်းမှာရှိနေသောဖွဲလူများကိုငဖေအောင်များကယခုကြွနေလာသည့်အချိန်အထိဝေကာဝိုက်ကာစုယုံ၍စားတောက်နေကြပေလိမ့်မည်ကြွနေသည့်နေကိုတစ်ချက်ချင်းတစ်ဖြည်းဖြည်းလောကဂိုင်းပင်တွန်းအဆက်သို့အသားကလေးတက်လိုက်သည်ဂိုင်းပင်များ၏အဖျားတွင်အနားယူနေကြသောပစင်းကောင်နီနီကလေးများက ကျွန်းဒီလေကိုလှန့်၍ရုတ်တရက်ထပြန်ကဂိုင်းပင်များအပေါ်မှဝိကောင်ဝိုက်ကထပြန်လိုက်ကြသည်ထို့နောက်အန္တရာယ်မရှိမှန်းသိ၍လာမသည်ဂိုင်းပင်အဖျားတွင်ပြန်လည်၍အနားယူနေကြပြန်သည်စစူညံ့ညံ့ဟူ၍ခက်လန်လန်ရေစက်မှငစ်တကောင်သာကျွန်းဒီလေကိုမြင်သည်ဖြင့်တတီတူးတတီတူးဟုဂျဲလောင်စွာအော်မြေကထပြန်သွားသည်ကျွန်းဒီမနစ်စောစောက ူရှင်စီမန်ထားသောခိုင်းပင်ကိုတိတိကျကျအကဲခတ်၍ကြည့်လိုက်သည်ဟုတ်ပြီငဖေအောင်အုတ်တုတ်ကတော့ခိုင်းပင်တစ်ဝိုက်မှရှိနေပြီခိုင်းပင်ရုပ်ပတ်လေတွင်မန်ထားသောရှင်စီအတွင်မှဖွဲနူကလေးများကိုစားနေကြသည်မှတိတ်ချသည်ငဖေအောင်များဟိုမှဒီမှတွေ့နေကြသဖြင့်ခိုင်းပင်ကလေးမှအငြိမ်မနေနိုင်ရှာနှစ်ပူးတကဲ့သို့ဟိုရန်ဒီရန်ဖြစ်နေသည်ကြံ့နေသည်ခိုင်းပင်ကိုငှို့၍ကုံကိုပစ်လိုက်သည် ကွန်ဒီဝိုင်းဝိုင်းဆက်ဆက်လှလှပပကလေးပြန်ကားသွား၍ရှွမ်းခနဲ့မိသားနှင့်အတူရေပေါ်သို့ကျသွား၏ကျွန်းနေသည်ဖူးချိုးကိုအလိုက်တင်ကိုင်ကတဖြည်းဖြည်းလျှော့ပေးလိုက်သည်ကျွန်းနေ၏လက်အထိအတွေ့အရငဖေအောင်တော်တော်များများထိနေကြောင်းသူသိသည်အတွေ့အကြုံအရကွန်အတွင်းနိုင်မိသောငါးကြီးများဖြစ်လျင်ပြင်းထန်စွာကွန်ပိုက်တိုးသည်ငါးကလေးများဖြစ်လျင်အဆက်မပြတ်အငမ်းမရကွန်ပိုက်တိုးသည်ပစုံများမိနေလေမူ တဆဆနဲ့ကွန်ပိုက်တိုးသည်စတီတို့ကိုရေအောင်မှုမမြင်ရတော့လဲဖူးချိုးကင်ထားသောလက်ကခွဲခြားပြီးတည်နိုင်သည်ကျွန်းနေထင်းသည့်အတိုင်းကွန်ကိုဆွဲတင်လိုက်သောအခါကွန်နဲ့အပြစ်ဖွေးရဲခနဲ့လူးကလွန်ကပါလာသည့်ငဖေအောင်များမှာအားရစရာကွန်တချက်ထင်းနဲ့ငဖေအောင်ငါပိတ်တာခန့်ရသည်ဒီနေ့အဖို့တော့လုံလောက်ပေပြီပင်ပန်းခံရကျိုးနှက်ပေပြီညနေဆောင်၍လက်ပန်းစင်ရွာဘက်မှငဟိငက် အုတ်ကြီးတအုပ်သည်အရှိဖက်သို့ပြန်သွားကြလိမ့်မည်။ကျွန်ဒီလေအိတ်တန်းသို့ပြန်တော့မည်။ဟောဒီနေရာမှာ တွေ့ရပြန်ပြီ။စကားကြီးမျိုးရေချိုးစိမ့်နဲ့မင်းမဝေးကန်းဆက်တွင်ညောင်ပင်ကြီးတပင်ပေါက်နေ၏။ညောင်ပင်ကြီး၏အောက်ခြေတွင်ကန်းဆောက်၊ကွေ့ကြီးဖြစ်ကရေအတော်ကလေးနှစ်သည်ရေစီးမှာဝဲပြန်ဖြစ်၍ဂိုင်းပင်များ တပင်ဆနှစ်ပင်ဆပေါက်နေ၏။ကျွန်ဒီဤနေအိမ်ရှိရာဇလုံးဖက်တန်းရွာသို့အိမ်အပြန်ခေး ဤနေရာသို့အရောက်ကျွင်းနေဤလီဤလေးနှင့်မလမ်းမကန်းတွင် ရေတပွက်တပွက်ထ၍ကြက်ထသွားသည်ကိုကျွင်းနေမြင်လိုက်ရသည်အတွေ့အကြုံရှိသောကျွင်းနေကခတ်မတ်နိုင်ပါသည်ဤရေပွက်သည်ငဘက်ကြီးတစ်ကောင်ရေအောက်မှပွက်လိုက်သောရေပွက်သားဖြစ်နိုင်သည်ငဘက်ဆိုသောငါမှပစက်ပြဲသလောက်အစာကြီးသည်ငဖဲအောင်များစားသောဖွင့်နှုကိုလည်းမစားသူစားသည်ကဇတူသားငါးကလေးများပစုံကလေးများသာဖြစ်သည် ဤခွေသည်ရေကလည်းအတွန်နှစ်ပြေးဂိုင်းပင်ကလေးများရှိသောဝဲပြန်နေရဖြစ်သည်ဖြစ်သူ့အစာငားကလေးပစွန်စိတ်ကလေးများလာရောက်ခုံအောင်တီကိုစောင့်ဖမ်း၍စားနေခြင်းဖြင့်ဟန်တူသည် ဟုတ်တော်ရှိမဟုတ်တော်ရှိကွန်တချက်တော်ပြစ်ကြည့်လိုက်မည်မန်းချက်ဖြင့်ကွန်တချက်ကိုရေပွက်နေရသို့ချိန်ပြီးပြစ်လိုက်၏ကွန်သည်ဂဲသည့်ဤအလေးချိန်ကြောင့်ရေအောက်သို့တဖြည်းဖြည်းကျသွားသည်နှင့်အမျှကျွန်းဤကဖူးကျိုးကိုလျှော့ပေးလိုက်သည်ဖူးကျိုးအိမ်သွားသည်မှာ ကွန်ရေအောင်မြေပြင်သို့ရောက်သွားကြောင်းဖော်ပြနေသည်။ကျွန်းဤကတဖြည်းဖြည်းပင်ကွန်ကိုလေပေါ်သို့ဆွဲတင်သည်။ယခုမှကွန်ကျိုးကိုဆွဲနေသောကျွန်းဤလက်မှာဘာအထီးအတွေးမှမရှိ။ဘာကောင်းမြန်လဲကွန်ကိုမတူးဟုထင်သည်။ဘာကောင်းမြန်ဖမ်းမမိလိုက်ကြောင်းသိသည့်နှင့်ကွန်ကိုမြင်မြန်ဆွဲတင်လိုက်မိသည်။ငါပစွန်တကောင်းကောင်းကွန်အတွင်း၌ရှိရင်ပိုက်တိုးရမည်။ပိုက်တိုးရင်ကျွန်းဤလက်ကကွန်အတွင်းတကောင်းမိနေကြောင်းအလိုလိုသိသည်။အမေ ွတ်နေအလန့်တကြားဖြစ်သွားသည်ပိုက်ကိုရေပေါ်သို့ဆွဲတင်လိုက်သောအခါပိုက်အောက်နားသည်ဆုသွားသည်ကွန်အောက်အနားဆက်ရေပေါ်သို့တဆဆပေါ်လာသည်နှင့်တပြိုင်နက်ပဲမမြုံလက်မဲနှင့်ကွန်နစ်အတူနှခမ်းမွေးကြီးတထောင်ထောင်မျက်လုံးကြီးပြူးကြောင်ကြောင်နှင့်ငပတ်ကြီးတကောင်၏အေယာမခေါင်းကြီးပါရောထွေးပေါ်လာသည်ကျွန်းဒီအံ့အားတဲ့နေစဉ်ပင်ငပတ်ကြီးသည်ရှောခနဲ့ကုံပိုက်မှယုံထွက်ပြီးရေအောက်သို့ငုတ်သွားတော်သည်။နားလိုက်တဲ့ဖြစ်ချင်း ငပတ်ဆိုဒီမာကပိုက်ညိစရာစူးတောင်များမရှိငထွေငစင်ရိုင်းပဇွန်တို့ကဲ့သို့သောစူးတောင်အချွန်အတက်များရှိလျင်ပိုက်ညိပြီးရင်းကဲ့သို့ရှော့ချ၍မပြေးနိုင်ငပတ်ကိုယ်လုံးသည်ခပ်ပြားများနှင့်ဆင်းလုံးချောကြီးဖြစ်၍လွယ်လွယ်ကူကူနှင့်ပိုက်မှယုံထွက်နိုင်ခြင်းဖြစ်သည်တခုတော့ထူဆန်း၏ဤငပတ်ကြီးသည်ကွန်ပိုက်နှင့်အတူမယုံမကန်ပေလိုက်ပါလာပြီးရေပေါ်သို့ခေါင်းတစ်ပိုင်းရောက်မှရုတ်တရက်ရေအောက်သို့ငုံပြေးသွားခြင်းဖြစ်သည် ထက်၍ကွန်ပစ်လင်းလဲမမိနိုင်တော့မိုးအတော်ချုပ်၍မောင်စပင်ပြိုးလာပြီခက်လက်လန်းရေချိုးစိမ့်နိုင်ပင်ရေချိုးသူလူများမရှိတော့ဆော့ဆော့ကမိလာတော့ငဖိန်အောင်များနှစ်ပင်ယနေ့အဖို့တော်လောက်ပါပြီကျွန်နေသည်မိမိကိုမိမိနှစ်သိရင်လေကိုလောကနေအိမ်သို့ပြန်ခဲ့သည်တနေ့တော့ငါလက်အတွင်းကဒီငပတ်မလွတ်စေရဘူးကွာကျွန်နေတယောက်တည်းတူတူကလေးရေရွရင်းနောက်တနေ့တွင်စောင့်ဖမ်းရန်ဆုံးဖြတ်လိုက်သည် ငပတ်ကြီးလွတ်သွားခဲ့သည်မှာ၃ရက်ပြောက်သွင်းနေကျွန်းနေသည်ကုံကိုအစင်တင်ကင်ပြီးငပတ်ပွက်နေမည်ထင်သည့်ရေပြင်ကိုကြည်နေသည်ကြည်သာကြည်နေသည်ငပတ်ကြီးတခါမှမပွက်သေးအချိန်လဲအတော်ကုန်လာပြီမအောင်နိုင်တော့သောကျွန်းနေကကုန်တစ်ချက်ပြစ်ကြည့်လိုက်သည် သူမျောလင့်ထားသောငပတ်ကြီးတော့မပါငါကလေးနှစ်ကောင်သုံးကောင်နဲ့ပစွန်တုတ်တစ်ကောင်သာရှားလိုက်သည်ကျွန်းနေစိတ်ပြတ်သွားသည်ကုန်ချက်တခါမှီ၍ငပတ်ကြီးက ဤနေရာမှပြောင်းရွှေ့သွားကြပြီလောအဖိုးဖြစ်သူအပညာနမဖြစ်သူပူတူးမနဲ့ကျွနေပါဆိုရင်ယခုရသည့်ငါကလေးနှကောင်သုံးကောင်နဲ့ပစွန်တုတ်ကလေးတစ်ကောင်မှ မလောက်ငါသည်လိုနေသောဟင်းရငါးများအတွင်နောက်ဆုံးကွန်တချက်ကိုခပ်ပေါ့ပေါ့ပင်ပြည့်၍ဆွဲတင်လိုက်သည်ဟောဒုတိယတစ်ကြိမ်တွေ့ရပြန်ပြီမမျောလိမ့်မယ်ရခင်ကကဲ့သို့ပင်နှခမ်းမွေးကြီးတထောင်ထောင်မျက်လုံးပြူးကြောင်ကြောင်နဲ့ငပတ်ကြီးဤခေါင်းကပိုက်များနဲ့အတူရေပေါ်သို့ခစ်တာပေါ်လာသည် ကျနေကလေဘော်ရင်လင်းမွေမီမိန်ကိုမျှလမ်းရွေမကန်ရသေးမီလင်းမြန်စွာဖြင့်ရှော့ကနေရခင်နှင့်အတိုင်းပိုက်ပွန်အတွင်မှလွယ်လွယ်ကူကူရုံထွက်ပြီးဒုတိယအကြိမ်ရေအောက်သို့ငုတ်သွားပြန်ချီပြီးငါပေါ်ဆမှုကငါရဲ့ပေါ်ဆမှုကျွတ်နေသည်ပြင်းထန်စွာတောက်တချက်ကိုခတ်ပြီးအမလို့အာမရပြောလိုက်မိသည်ကျွတ်နေတယောက်တည်းပြောလိုက်သောစကားကိုလည်းဘယ်သူမှမကြားစိတ်မကြေပွဲနှင့်အိန္ဒိယတဝိုက်ကိုထတ်၍ထတ်၍ကုန်ပြစ်သည် တရှောင်းရှောင်းနဲ့ကွန်ပျူတာကြောင့်ငက်ပတ်ကြီးကိုမဆူထားပြီးငါးကလေးများပစွန်ကလေးများကိုပင်ဖမိတော့အဘညာကိုပင်မပြောဘဲငက်ပတ်ကြီးကိုဖမ်းပြီးမှအားရပါးရကြွားပြလိုက်မည်ဟူသောကြွနေ၏အေဂျင်စီမှလည်းလေထဲမှတိုက်အင်ဆောင်မိသလိုပြုတ်ကွဲပျောက်သွားကြပြီမိမိထက်တငါဝါရင့်သောအဖိုးပြစ်သူအဘညာကိုဖွင့်ဟမတိုင်မိသည့်မိမိကိုလည်းအပြစ်တင်၍မဆုံးတော့ယခုအင်ပြန်ရောက်လင်မှုအဘညာကိုဖွင့်ဟပြောရန်ကြွနေဆုံးဖြတ်လိုက်တော့သည် ဒုတိယအကြိမ်ငပတ်ကြီးလွတ်သွားပြီးနောက်တစ်နေ့နှစ်နှစ်ဖြစ်သည်